အားလုံးပဲမင်္ဂလာပါဒီချက်ကတော့ greater mathematics ကိုသင်ချပေးမယ်ဒီချက်ဒေါ်စုစန္နာဖြစ်ပါတယ်ဒီအသင်မဲ့အကြောင်းအရာကတော့ greater mathematics chapter 7 trigonometric function အကြောင်းဖြစ်ပါတယ်အဲ7.1အနေနဲ့ကတော့ grass of sine function ကိုစတင်ပြီးပြောကြမှာဖြစ်ပါတယ် ာသင်သားအကြောင်းသားအကြောင်းသူများအနေနဲ့ကဘာတွေကိုသိရှိရမလဲဆိုရင် grass or sign function sign function မျိုးသိသွားမယ် trigonometric concept တွေကိုသိရှိသွားမှာဖြစ်ပါတယ် periodic function အကြောင်းကိုလည်းထပ်မံပြီးပုံမသိရှိသွားမှာဖြစ်ပါတယ် grass of sign function အဲ့တော့ grass of five sign function ရဲ့မူရင်းကောင်ကဘာလဲဆိုရင် y = a sin bx ပါသူရဲ့ form original formula အဲ့ ။ဒါဆိုရင် A ကပါလေ A ဆိုတော့ amplitude လို့ခေါ်တယ်လှိုင်းလွဲချက် A ဒါဆိုရင်ဒီထဲမှာရှိရဲ့ B လေးကဘာလဲဆိုရင် period အတွက်သုံးပါ period ဆိုဒီမှာ line ခိတ်နှစ်ခုကြားတဲ့အကွာဝေးပေါ်ဝဲဖြစ်ဖြစ်အောက်ဝဲဖြစ်ဖြစ် line ခိတ်နှစ်ခုကြားတဲ့ကအကွာဝေးဒါဆိုရင်သူ့ရဲ့ formula က period ရဲ့ formula က2 by b နော်အဲတော့ဒီမှာပေးထားတဲ့ဒီ function လေးကဘာဖြစ်နေလဲဆိုရင် y equal to sin x ဖြစ်နေဒါဆိုရင် a ကဘယ်လောက်လဲ1 1ဆိုတော့ amplitude ကဘယ်လောက်လဲ1 period က formula ထည့်မယ်2 pi by b ဒီမှာက1ဖြစ်တဲ့အတွက်2 pi by 1ဖြစ်လို့ period ကဒီမှာ2 pi ဒါဆိုရင်ဟိုအရင်ကတည်ပြီးသားဖြစ်တဲ့ domain အကြောင်းကိုစဉ်းစားမယ်။ domain ကဘယ်မှာရှိမလဲဆိုရင် real number ထဲမှာပဲရှိမယ်။ range range ကဘယ်သူနဲ့ concern ဖြစ်တယ်ဆိုရင် y is နဲ့ concern ဖြစ်တယ် sin function ပဲဖြစ်ဖြစ် cos function ပဲဖြစ်ဖြစ် minus 1နဲ့1ကြားထဲမှာတရှိရဲဒါကြောင့်မလို့ y ရဲ့အပြည့်သည် minus 1နဲ့1 interval ကြားထဲမှာတရှိရဲ ။ဒါဆိုရင်ကျွန်တော်က5 key word ကိုစဉ်းစားမယ်။ key word ကိုစဉ်းစားတဲ့အခါမှာ x intercept ကိုစဉ်းစားမယ်။ x intercept ဆိုရင်ဘာ0လဲ y က0။ဒါကြောင့်မလို့ဒီမှာ y 0တွေကိုစဉ်းစားထားတယ်။0ဘယ်နှလုံးလဲ3လုံး။ဒါဆိုရင်ရှေ့ရောက် point ကိုစဉ်းစားမယ်။ x ပဲစဉ်းစားမယ်။နော်0ဆိုတဲ့အတွက် x ကို0စစဉ်းစားမယ်ဆိုရင် sin 0ကဘယ်လောက်လဲ0ပဲနောက်တစ်ခု0 point ကိုစဉ်းစားမယ်ပေါ့ဒီ point မှာဆိုရှင်လဲဒီမှာ0 0နောက်တစ်ခု sin က ပိုင်နေရာရောက်သွားပြီပိုင်နေရာမှာစားသွင်းလိုက်မယ်ဆိုင်းပိုင်ဟာအဖြစ်ရလဲ0နောက်တစ်ခုဆိုင်2ပိုင်2ပိုင်မှာစားသွင်းလိုက်မယ်ဆိုင်း2ပိုင်ရဲ့အဖြစ်ရလဲ0ဒါကြောင့်မလို့အမှတ်3မှတ်အရင်စားသွားမယ်0ဖြစ်စီရောနေရာတွေရင်သွားပြီးသွားရင်ဘာလို့သွားမလဲဆိုရင်အလဲအဖြစ်တဲ့ပိုင်ပိုင်2ကိုသွားမယ်ပိုင်ပိုင်2ဆိုရင်ဆိုင်းပိုင်ပိုင်2စားသွင်းလိုက်မယ်ဆိုရင်ဘယ်လောက်ရမလဲဆိုရင်1 ။ဆိုင်း3ပိုင်မန်တူကိုစားသွင်းလိုက်မယ်ဆိုလို့ရှိရင် minus 1အဲဒီတော့ maximum point ပုံမှန်လဲဆွဲပြီးသားဖြစ်သွားပြီကျတို့ပုံလဲရသွားပြီဆိုရင်ပိုင်မန်တူ equal to 1ဒီ maximum point အောက်က3ပိုင်မန်တူ equal to minus 1ဒီ minimum point ဖြစ်သွားမယ်။အဲ့တော့ဒီပုံမှာဆက်လက်ကြည့်လိုက်ရင်သွားသွားရှိရပုံမဲ့ screen ချဲ့ထားတာဒီမှာက00อ่ะစမယ်ပြီးရင် π/2 0π/2 ပြီးသွားရင်ဗာလဲ π နောက်တစ်ခုကျရင်3 by 2နောက်တစ်ခုကျရင်2 by 2 by ကနေဆက်သွားမယ်ဆို3 by ဒီကြားထဲမှာ5 by 2ရှိအောင်မယ်အဲ့တော့တကယ်တော့အဓိကတော့ဒီ cuff လေးဒီ cuff ကလိုင်းကပြည့်တစ်ခုစာရရင်ရပြီအဲ့တော့0နဲ့2 by 4ထဲမှာဆွဲရင်ကိုရတယ်ဒါပေမဲ့ထပ်ဆွဲခြင်းလည်းရတယ်နော်အဲ့တော့ဒီက5 key point ဆိုတာအဲ့ဒါကိုပြောတာ00 800ပေါ်မှာဘယ်နှ point သွားမလဲနောက်ထပ် ့ y ပေါ်မှာ1ပေါ့ minus 1ပေါ်မှာဘယ်နှ point သွားမလဲအဲ့ဒါအရေးကြီးဆုံးပဲအော် trigonometric concept ပေါ့ unit cycle ကိုစပြီးတော့စဉ်းစားကြမယ်ဆိုတော့အရင်တော့တည်ပြီးတဲ့ဥစားပဲဒါကိုပြန်ပြောမယ်ဆိုရင်ဒီနားအမှတ်ကဘယ်လောက်လဲ0ဒီဘက်ကဆိုရင် π/2 ပြီးရင် π ရပတ်လဲမယ်3 by 2 2 by အော်0ပါဆိုရင်ရှေ့မှာပါလဲဒီရကွက်က1ဆိုတော့10 point อ่ะဒါဆိုရင်ရှေ့ရကောင်ကပါလဲ cos နောက်ကကောင်က sin အပေါ်မှာလဲဒီလိုပဲ cos sin cos sin cos sin ညာသွားဒါဆိုရင်ရှေ့ရကောင်ရဲ့ point อ่ะ cos နောက်က0ဒါဆိုလို့ရှိရင်ကျေတို့က sin 0ဇာတ်သွင်းလိုက်ဘယ်လောက်လဲ0 cos 0ဇာတ်သွင်းလိုက်ဘယ်လောက်လဲ1ဒီမှာဆိုလို့ရှိရင် cos by 2 0 sin by 2ဘယ်လောက်လဲ1 cos π -1 sin π 0ဘာမှဆိုလို့ရှင် cos 3π 2 -1 sin 3π 2 0အဲ့တော့အဓိကမှတ်ထားမှာဒီကလာလေးညဝိုင်းထားတယ် sin 0 0 cos 0 1လို့အဲ့ဒါတွက်မယ်ဆိုရင်ကျန်တာအလုံးကပြောင်းပြန်မယ်သွား sin 0က0ဆိုရင် sin π 2ကဘာဖြစ်သွားမလဲအဲ့ကြည့်လိုက်မယ် sin π 2 1 cos 1ဆိုရင်စဉ္ညမဖြစ်တဲ့ cos 2ကဘယ်လောက်လဲ0အဲ့ဒီတိုင်းပဲ ratio က0ကနေဘိုင်းတစ်ဖြက်ဆိုရင်0တွေသွားမယ်ဒီမှာလဲ y is 2ဆိုရင်3 2အဲ့ဒီလိုမျိုးနဲ့သွားမယ်အဲ့တော့ -1 နဲ့1ကြားထဲမှာပဲ sin function ရှိမယ် cos function လည်းအတူတူပဲ -1 နဲ့1ကြားထဲမှာပဲရှိမယ် sin function เนาะ sin function ကဘာတွေလဲဆိုရင်ပြောင်းလဲခြင်းမကိုယ်ထဲမှာလဲဒါမျိုးနည်းနည်းသင်ပြီးသား နော်အဲ့တော့ဒီဟာကိုပြန်စဉ်းစားမယ်ဆိုရင် y sin a ကိုဒီကျွန်တော်ဘယ်လိုသွားမလဲ vertical scale နဲ့သွားမယ်ဆိုရင် scale factor a ဒါကြောင့်မို့ဒီ red pen လေးနဲ့ red color လေးနဲ့ခြားထားတယ် y ကိုပါလဲ a sin b a scale b ဆိုတာဘာလဲဒါဆိုရင် b ဆိုတာဒီ horizontal scaling scale factor 1 by b သူကတော့ b ကအခုဒီမှာဒီမှာဒီမှာ font က blue color လေးနဲ့သွားထားတယ်ဒါကြောင့်မို့ y ကို a sin b a ဆိုရင် a ကဘာလဲ vertical b က horizontal အဲဆိုလို့ရှိရင် A sin BHD ရလာတဲ့ကောင်နောက်တစ်ဆင့်သွားမယ် Horizontal translation H unit နဲ့သွားမယ် Vertical translation K unit နဲ့သွားမယ်ဆိုရင် formula ဘယ်လိုဖြစ်သွားမလဲ Y equal to A sin B H နဲ့သွားရဲဆိုရင် H minus H Vertical translation က K ဒါ formula general formula ပဲ Y equal to A sin B H minus H plus K ဒါတော့ y equal to တကယ်လို့ sin h ဆိုတဲ့ function ကိုရိုးရိုးပဲသွားမယ်ဆိုရင်ဒီ vertical စကေးလင်းနဲ့မရတော့ဘူးနော်မယ်တိုင်းရင်မယ်ဆိုရင် y = a sin b h ပြီးသွားရင်ဘယ်လိုသွားမလဲ a sin b h - h + k ဒါဆိုရင်ကျတော့ h y ထည့်မယ်ဆိုရင် h - b ဘက်က y ကလည်းဗာလဲ a y နောက်ဒီအစင်းကြရင်ဘာလေးရေးသွားမလဲ H လေးရေး K လေးရေးပို့မယ် H ပေါင်းထည့်မယ် K ပေါင်းထည့်မယ်ဒါဆိုရင် Y ရင်ခွဲတူ A sin BH ကို refraction ဆို ACZ ACZ နဲ့ refraction လုပ်မယ်ဆိုရင်ဒီကောင် positive A ဒီဘာဖြစ်သွားမလဲ negative A ဖြစ်သွားမယ်ဒါဆိုလို့ရှိရင် example 1အနေနဲ့တွေ့ကြအောင် y equal to sin a draw step by step transformation graph to cut the grass or y equal to 2 sin pi by 2x size ကနေဘယ်ကိုသွားမလဲဆိုရင်2 sin pi by 2x ကိုသွားမယ်အဲ့တော့စောက်ခြင်း y equal to size ကနေထုံးစံတိုင်းမှာ particle scaling scale factor ဘယ်လောက်နဲ့သွားမလဲ2နဲ့သွားမှာ x ရဲ့အရှိပေါ့စောစောတော့ A A လေးပေါ့အဲ့ဒါဒီဘာဖြစ်သွားမလဲ2ဖြစ်သွားမယ်2 sin x ဒါဆိုရင်ကျဲတို့ကအရင်ဆုံး sin x ရဲ့ graph ကိုစဆွဲမယ် print color လေးနဲ့ sin x ရဲ့ graph ကိုစဆွဲမယ်0 0ဟောပိုင်းပိုင်း2 comma 1ပိုင်း0ပြီးသွားရင် and then 3 by minus 2 comma minus 1 minimum point ပါပြီးသွားရင်2 by 0အဓိကတော့ဒီ9 point ပါ ်ဒီ9 point ပြီးတော့ဆက်ဆွဲလို့ရတယ်ဘယ်ထိသွားမလဲဒီဘက်မှာဆို3 point ဒီဘက်မှာဆိုရင် minus point 0ထိသွားလို့ရတယ်ဒါဒီ origin နဲ့ size secret ဒါဆိုရင်အခုနောက်ထပ်တကားနည်းနည်းလေးထပ်တိုးထားတယ်2 size secret ဒါဆိုရင်1ပေါ့1ကိုနှစ်ဆပြီးရောဘာနဲ့မြောက်မလဲ2နဲ့မြောက်တော့ pi min 2 comma 2ဒါဆိုရင် this is ဘာဖြစ်သွားမလဲ maximum point 0ကတော့ပုံမှန်တိုင်း0ပဲ minimum point ကိုဆင်းမယ်2နဲ့ထပ်မြောက်မယ် minus 2 3 by man u ကမှ minus 2ဒီလိုပဲ slide ကိုဆက်ဆွဲသွားမယ်5 by man u 2ဘက်မှာလဲ0မှာပြန်ဆုံး negative ဘက်ကိုစဉ်းစားမယ် negative ဘက်မှာ minus pi by 2 minus 1ရှိနေရက minus pi by 2 minus 2ဖြစ်သွားမယ်ပြီးသွားရင်တော့ point ဘယ်ကိုဝဲသွားမလဲ0ကိုပဲပြန်ပြီး x is equal ထိသွားပါမယ် ဒါကဆိုးဆိုးအဆွဲထားတဲ့ပုံကိုဂျယ်တို့အကြီးပြန်ဆွဲထားတာအဲ့တော့ print color လေးဒီ y equal to bar graph လဲ sin square ဒီဘက်ကနော်ဒီနောက်ထပ် color လေးပေါ့နော်နောက်ထပ် color မဲနဲ့ဝါကြ color လေးရကြတော့ y equal to 2 sin x ရဲ့ graph ပါနော်အဲဆိုတော့ဒီမှာကပိုင်းပိုင်း2 1နှစ်ဆပေးမယ်ပိုင်းပိုင်း2 2 minimum point 3 by -2 2 minus 1ကနေ minus 2ချိန်မယ်။ပုံရှေ့ရပုံကိုပြန်ပြီးတော့အကြီးချေပေးထားတာပါ။အဲဆိုရင်သူ့ရဲ့တဝက်ပဲရှိသေးတယ်ဆိုတော့ y equal to 2 sin x ပဲရှိသေးတယ်။တကယ်လိုချင်တာက y equal to 2 sin by minus 2x ကိုလိုချင်တာ။ဒါဆိုရင် by minus 2x ကသောသောနာ formula မှာပြောပြီးသား horizontal scaling scale factor formula မှာ1 by ရ။ ။ဒါဆိုရင်ပိုင်ပိုင်ယူကိုစားလိုက်မယ်။1မိုင်ပိုင်ပိုင်ယူဆိုတော့ဘယ်လောက်ရမလဲ။2ပိုင်ပိုင်။ဒါဆိုရင် grad ကိုထပ်ပြီးတော့ခြုံလိုက်မယ်။စတော့အဖမအုံးဆုံးတွေ့ထားတဲ့အကောင်က y equal to sin a ။ဒုတိယကအမွားနဲ့အမဲလေးက y equal to 2 sin a ။ကျေတော့နောက်ထပ်တစ်ခါပိုင်ပိုင်ယူနဲ့ရှင်းမယ်။ပိုင်ပိုင်တို့နဲ့ထပ်ဆွဲထားတဲ့ grad ပါနောက်ထပ် slim ဖြစ်ထားတဲ့ grad လေးက y equal to 2 sin ပိုင်ပိုင်2 x လေးပါ အဲ့တော့00ဒီမှာမှတ်က12 point လေးတွေထည့်လိုက်မယ်ဆိုရင်ဘတ်မှာက3 minus 2 5 2နော်ဘတ်မှာ grad ဒီနောက်ထပ်တတိယ grad လေးက y equal to 2 sin by minus 2 is ဖြစ်ပါတယ်ဒီ grad ကိုပဲရှေ့ရ grad ကိုပဲအကြီးထည့်ပေးထားတာပါ grad 3ခု y equal to sin grad y equal to 2 sin x grad ဘိုင်းခွဲတို့ဒူးဆိုင်ပိုင်ပိုင်ဒူး h ဂရက်၄ပါဂရက်၃ခုဖြစ်ပါတယ်အဲ့တော့ grass or sine function ကိုစမယ် y equal to minus a sin bx ဒါဆိုရင် origin ကဘာလဲ y equal to a sin bx ဒါဆိုရင် refraction ဆိုတော့ h စီစီလုံလိုက်မယ် h ကိုစံချိန်မှာယူလိုက်ရင်ဘာဖြစ်သွားမလဲ minus a ဒါကြောင့်မလို့ y equal to minus a sin bx ဒါဆိုရင် origin ရဲ့ a sin bx design page 00သွားမယ်เนาะပြီးွားရင်သွားတော့လိုပဲ by my do b a လေးပေါ့1နေရာမှာဘာရောက်လာလဲဆိုရင် a ရောက်လာတဲ့သဘောပြီးွားရင်အောက်ကိုပြန်ဆင်းမယ်ဘာ by my b 0က ACC ပေါ်မှာရှိမယ်3 by my 2 b minus a minimum point maximum point ဒီလိုပဲ gap လေးရဆက်သွားမယ်ဒါဆိုရင်နောက်တစ် gap က minus a refraction လို့ a နေရာမှာ minus a တွေသွား အောက်ကိုအစင်းမဲ့ပြာရောင်လေးပိုင်းပိုင်း b comma minus a အပေါ်လေးထပ်သွားမယ်3ပိုင်းပိုင်း 2b min a ပြီးအောက်ကိုပြန်စင်းမယ်5ပိုင်းပိုင်း 2b minus a 0မှာတရားကြတော့စောစောအတိုင်းပဲ0 0ပိုင်းပိုင်း b 0 2ပိုင်းပိုင်း b 0 3ပိုင်းပိုင်း b 0ဒီဘက်ကျ negative ဘက်ကိုစဉ်းစားမယ်ဆိုရင် minus by my 2b a ပြီးွားရင်အောက်က curve ကကြတော့ minus pi minus 2b minus a ပါ y equal to a sin b a square က print color လေးပါ blue color လေးကတော့ y equal to minus a sin b square လေးပါ yeah. ။အစ္စမတူးလေးကိုဆက်လက်ပြီးသင်အောင် draw the graph so y equal to 2 sin by minus 2 ax and y equal to minus 2 sin by minus 2 a square လေးပါ။အဲ့တော့ဒီကျေတို့ဒီဒီမှာဘလူးကာလာလေးညပြထားတဲ့ဒီအမှတ်လေးတွေကိုစပြီးစဉ်းစားမယ်။ဘယ်အတွက်လဲ2 sin by minus 2 a အတွက်။ဒါဆိုရင်ဒီနေရာမှာစဉ်းစားမယ်။ sin ax ကဂျိန်းနေရတော့ sin 0ဒီ 0ငါကိုလည်းအတည်ပြီးဒါကြောင့်မလို့0ကိုဒီထဲမှာစားသွင်းမယ် sin pi - 2 x ညာမှာပါသွင်းမလဲ0တွင်းမယ်ဒါဆိုရင် sin 0ဖြစ်သွားမယ်2 sin 0ဒီဘလောက်ပဲလဲဆိုရင်0ဒါကြောင့်မို့00အမှတ်ပါပြီးတော့ရင် another point 2ကိုစဉ်းစားမယ်2 sin pi - 2 2စားသွင်းမယ်2လေးစားသွင်း2နဲ့2နဲ့ဂျေွားတော့ဘာရောက်မလဲ sin pi ရောက်မယ် 2 sin pi sin pi ရဲ့ဖြေသည်လဲဘာပဲလဲ0ပဲဒါကြောင့်မလို့ဂျေရိုဒီမှာ0ဒါကြောင့်မလို့2သည်လဲ0နေရာမှာထိမင်းပြီးတော့ရင်4လဲအတူတူပဲ6လဲအတူတူပဲ2 pi 3 pi 8တဘောဖြစ်သွားတော့8စေစေပေါ်မှာ0တွေဖြစ်သွားပါမယ် y is ကိုဆက်လက်ပြီးတော့စဉ်းစားကြမယ်အခုဒီမှာ1ပေါ့ဒါဆိုလို့ရှိရင်ဒီကျဲတို့က တူဆိုင်ပိုင်မိုင်ဂျူအိစ်ညာမှာဘာလေးထည့်မလဲဆိုရင်1လေးထည့်ဒါဆိုရင်တူဆိုင်ပိုင်မိုင်ဂျူပိုင်မိုင်ဂျူဆိုင်ပိုင်မိုင်ဂျူရဲ့အဖြေသည်1အနာဂတ်ဂရက်က y ဤကွဲတူ -2 ဆိုင်ပိုင်မိုင်ဂျူ x ဒါဆိုရင်စသွားလိုမျိုးပဲထည့်ကြည့်မယ် -2 y ဤကွဲတူ -2 ဆိုင်ပိုင်မိုင်ဂျူ x ိုင်းနဲ့တူဆိုင်ပိုင်ပိုင်တူပိုင်းကဘယ်လောက်စားထည့်မလဲ0ထည့်မယ်အဲ့ဒါဆိုတော့သွားမြောက်လိုက်တော့ဘာပဲလဲဆိုင်0ဒါဆိုရင်0ဒါကြောင့်မလို့ပိုင်းသည်0ကောမှာ0စသောက်ကြည့်ပြီးွားရင်ဒီကျဲတို့သည်ဘယ်လိုစက်ထည့်မလဲ1ကိုစက်ထည့်မယ် -2 sin π 2 1 ဆိုင်ပိုင်ပိုင်2ရဲ့အဖြေသည်ဘယ်လောက်လဲဆိုရင်1ဒါကြောင့်မလို့ -2 နဲ့မြောင်းလိုက်တော့ -2 point က1ထည့်ရင် -2 ဒါသည်ဘာ point ရပြီလဲ minimum point စရပြီပြီးရင်2လေးကိုထည့်ကြည့်မယ်ဟုတ်ပြီနောက်တစ်ပိုင်းဆက်သွားရအောင် y equal to -2 sin π 2ဒီ2ဆိုတဲ့ point လေးကိုစဉ်းစားမယ်2 ဒူးနဲ့ဒူးနဲ့ခြေလိုက်တော့ဆိုင်းကပိုင်ထွက်သွားမယ်။ဆိုင်းပိုင်သည်တီးပြီးသားဖြစ်တဲ့0ဒါကြောင့်မလို့2,0ဒီနားလေးရပိုင်ဟာ2,0ပြီးသွားလို့ရှိရင်ဒီအောက်ကအပိုင်လေးကိုစဉ်းစားမယ်ဒီစဲတို့ဒီဒီ blue ဟာ dark blue color ပေါ့နော်ဆိုရင်နောက်တစ်ပိုင်းက minus 2 sin pi 2ပိုင်နေရာမှာကဘယ်လောက်ထည့်မလဲဆိုရင်3ထည့်မယ် တော့ minus 2 sin 3 pi by 2 3 pi by 2 sin 3 pi by 2ရဲ့အဖြေဒီဘယ်လောက်လဲဆိုလို့ရှိရင် negative 1 negative 1နဲ့ negative 2နဲ့မျှောက်လိုက်တော့ positive 2ဒါကြောင့်မလို့ဒီ point ဖြစ်တဲ့3 2ကိုရရှိအောင်3 2ဒီ maximum point အဲ့တော့ minimum point ရှိပြီ maximum point ရှိပြီနောက်တစ် point ကိုဆက်စမ်းသားမယ်4အဲ့တော့2 2 sin pi by 2 4ထည့် ဖို့ထည့်လိုက်တော့ဘယ်လောက်လဲဆိုရင်ဒူပိုင် minus 2 sin ဒူပိုင်ဒူပိုင်ကဘယ်လောက်လဲအဖြေက minus 2 sin ဒူပိုင်က0ဒါကြောင့်မလို့ဘာပဲလဲ0 4မှာ0 4, 0ပြီးရင်ဆက်လက်ပြီးတော့60 5 2ဒီပဲစာတင်လို့ရတယ်တကယ်က grade ဒီအပြည့် line တစ်ခုအပြည့်စာဆိုရင်5 point နေဆိုရင်ဒီညာလောက်နဲ့အချီဆိုရင်ရပြီဒီကောင်ကတော့လှောင်ထက်ဆွဲထားတာ notes in နဲ့မှတ်ရမှာက y a sin - ba သည် a sin ba နဲ့အတူတူပါပဲ notes လေးရလေ graph of sin function ရဲ့ formula က y a sin b x - h + g ဒါဆိုရင် original y a sin ba ကနေဘလို့ change သွားလဲ vertical translation k u နဲ့ original translation h u နဲ့အကြောင်းမလို့ y a sin b x - h + g ။ Y equal to sin x ကနေချိန်းတာကြတော့ Y equal to a sin b ပြီးွားရင်နောက်တစ်ဆင့် Y equal to a sin b is final h plus g. x y ပိုင်းကနေချိန်းမယ်ဆိုရင် x က x ပိုင်း b y က ay. another point ကကြတော့ h by b ကိုဘာထပ်ပေါင်းမလဲ h ထပ်ပေါင်းမယ် ay ကိုလည်းဘာထပ်ပေါင်းမလဲဆိုရင် g ထပ်ပေါင်းမယ် g အနေနဲ့စဉ်းစားမယ်ဆိုရင် y equal to တကယ်လို့ k ရာဖြစ်မယ်ဆိုရင်00အနေနဲ့ချိန်မယ်00 hk ပိုင်းဆိုရင် pi by b 0 pi by b plus hk 2 by 0ဆိုရင်2 by b 0 2 by b ကို h လေးထပ်ပေါင်းမယ်2 by b plus h comma k မက်ဆီမမ်အမီနီမမ်ကြရင်ပိုင်ပိုင်2 1အနေပြီးတော့ပိုင်ပိုင် 2b 1ကို generalize a နဲ့သတ်မှတ်ထားတော့ a ပိုင်ပိုင် 2b + ha a + k h က a မှာပေါင်းတာ k ကဘာမှာပေါင်းတာလဲဆိုရင် y မှာပေါင်းတာ3 by 2 minus 1အဲဆိုရင်3 by 2မှာ b ကပ်မယ်3 by 2 b a ညာမှာ minus 1ကို a နဲ့မြှောက်လိုက်တော့ minus e 3 by 2 b ကို h လာပေါင်းမယ်နောက်က y ကို k ပေါင်းမယ်ဒါကြောင့်မလို့ minus a plus k ပါ Example 3. Draw the grass on y equal to 3 sin 2x minus 1 plus 4. အားကိုမသိခင်မှာအရင်ဆုံး d notes ကိုစာပြောမယ်။ y equal to 3 sin 2x minus 1 plus 4ဖြစ်တဲ့အတွက် x ကဘယ်အားစမလဲဆိုရင်1ဆိုတဲ့အမှတ်ကစအောင်မယ်။ plus 4ကဘာလဲဆိုရင် mid line စောနော်ဖော်မူလာမှာ k လို့ပါတဲ့နေရာပေါ့ midline ဒါကြောင့်မလို့ y equal to ဘလောက်လဲ4 periods by 4ဆိုတာဒီကျတော့ဒီပုံဆွဲတဲ့အခါမှာဂျားပိုင်းကြီးတွေမှာရှိတဲ့အကွာအဝေးကိုသွားမှာဒါဆိုရင် pi by 4နော် pi ဒီမှာက period ကဘလောက်ရမလဲ period ကိုစဉ်းစားကြည့်လိုက်အောင် period ကဒီထိပ်ဆုံးမှာစဉ်းစားမယ်2 by b 2 by 2ဒီညလေးက2ကိုယူလိုက်တော့2 by 2ဆိုတော့ period က pi ဒါဆိုရင်ဒီကြားထဲမှာရှိတဲ့အပိုင်းလေးတွေက pi by 4ဖြစ်သွားပြီဒီကပိုင်ကိုလာပြီးယူသုံးလိုက်တော့ pi by 4 h အမှတ်ကိုစမယ်ဆိုရင် pi by 4နဲ့ဆိုတော့စမှတ်ညာသွားပေါင်း pi by 4 plus 1ဒါကြောင့်မလို့ပုံဝင်စဆွဲအောင်စစဦးချင်းက1ထည့်မယ်ကျေလို့ဒီညလေးမှာ1ထည့်လိုက်မယ်1ထည့်လိုက်မယ်ဆိုရင်နည်းနည်းလေးရေးကြည့်မယ်1ထည့်မယ်တွက်ကြည့်အောင် 3sin 2 8 8ညမှာဘာထည့်ထားမလဲဆိုရင်ကျတော့1ထည့်မယ်1 minus 1 plus 4ဒါဆိုရင်ဒီကောင်က0ဖြစ်သွားမယ် sin 0 sin 0က0မလို့1ကထည့်လိုက်တာ ਨੇ point ဟာဘယ်လောက်ဖြစ်သွားပြီလဲကျန်တဲ့အဖြေဟာ4 1,4ဒီနားလေးက1,4 ဒီညာလေးက1.4ဖြစ်သွားမယ်ဂျယ်လိုလက်လေးယူလိုက်မယ်1.4ဆိုတော့ point လေးရမယ်အဲ့တော့ second point ကိုစဉ်းစားမယ် point by 4 point by 4 plus sum ဆိုတော့1 point by 4 plus 1ဒီ7ဘယ်လိုရလဲဆိုရင်ဒီညာမှာ point by 4ထည့်ကြည့်မယ်3 sin 2 a စီယာမှာ point by 4 minus 1 plus 4 point by 4ရဲ့ဒီ1ရဆိုတော့ minus 3 point by 4 ဒီရှိရပါလဲ2 3 sin 2 2နဲ့သွားကြည့်လိုက်တော့3 by 2 3 by 2ရဲ့ဖြေသည်1 1နဲ့3နဲ့မြောက်လိုက်တော့ဒီရို3ရမယ်3 4ဆိုတော့ဘယ်လောက်လဲ7ဒါကြောင့်မလို့ y ရဲ့ အဖြေသည်7 pi min 4 1သည်ဘယ်လောက်လဲ7အဲဆိုရင် နောက်တစ်ခု x ကိုစဉ်းစားမယ် period က pi min 4ဆိုရင်နောက်ထပ်တကြောင်းနီးနောက်ထပ်နှစ်နဲ့ထပ်စားတော့ pi min 2 1နောက်ထပ်တစ်ခုသည် pi 1ဒီဘက်က4ဒီလေဒီလိုပဲအစားသွင်းလိုက်တာနဲ့ကျေရတော့4ရသွားမယ်3 pi min 4 1ဒီလေအစားသွင်းလိုက်တာနဲ့1ရမယ် pi ကိုလည်းအစားသွင်းလိုက်လို့ရှိရင် ပိုင်းကိုစားသွင်းလိုက်ရစဉ်နောက်ဆုံးအန်ဆာသည်ယခုလိုတွက်ချင်း4ပဲပြင်ရမှာဖြစ်ပါတယ်အဲ့တော့ y map မှာတဲ့ဘယ်လိုတွက်မလဲ amplitude or 3 amplitude of 3မှာ maximum minimum ကိုစရွေးမယ်3ဆိုတာဒီ minus 3လည်းဖြစ်နိုင်တယ်လို့ plus 3လည်းဖြစ်နိုင်တယ်အဲ့ဒါနဲ့ mid line နဲ့သွားပေါင်းလိုက်တော့ minus 3 plus 4ဒီဘလောက်လဲ1 3 plus 4ဒီဘလောက်လဲ7ကျဲလို့ဆိုတော့ရလာပြီးသားအဖြစ်ဖြစ်တဲ့7ရှိရကောင်းဒီ maximum 1ရှိရကောင်းဒီ minimum point မှာဒါဆိုရင်ဒီ graduate က BB ဆုံးသွားပါပြီ တော့ဒီပုံမှာ mid line ကဘယ်လောက်လဲဆိုရင် y equal to 4ဆိုတော့ဖြေရပြီးသား by my 4 plus 1 maximum point ကဘယ်လောက်လဲ7 minimum ကဘယ်လောက်လဲ1ဆိုတော့ရှေ့အပုံပဲဒါကြီးပြန်ဆွဲထားတာပါအဲ့တော့သူက8 axis လို့ခေါ်တယ် y equal to 4နေရာမှာ1.4မှာထိမယ် by plus 1.4မှာကြည့်မယ် y equal to 4က midline midline ဆိုတော့ဒီ y equal to 4မှာပဲရတယ်ထိမလဲဆိုရင်1အစောအစားသွင်းလိုက်လို့ရှေ့မှာရှင်းပြီးသား1.4ပြီးရင် pi minus 1.4 pi plus 1.4ဒါဆိုရင် maximum point ဟာ pi minus 4 plus 1 7မှာ maximum minimum က1အဲဆိုရင်ဆိုအစ္စမက်ထရီရဲ့ပုံကိုပဲဒါကပြန်ပြီးတော့ကြည့်ရတာပါ extra exercise ညီငယ်ကတော့ draw the graph of y equal to 2 sin by man 3 x minus 1 1အဲ့တော့2 sin by man 3 x minus 1 1မှာရှေ့ဆုံးက2သည် empty 2 ပီရီယက်ဒီ2ပိုင်မှန် B ဖြစ်တဲ့တွင်2ပိုင်မှန်ပိုင်မှန်3ဒါဆိုရင်သွားခြေလိုက်တော့ဘယ်လောက်ရမလဲ6 mid line ဘယ်လောက်လဲ y equal to 1ဆိုတော့ k ဆိုတဲ့နေရာအဲ့တော့စသောက်ချင်းသင်ကင်းလုပ်မယ်ကျေတော့က x equal to ဘယ်လောက်လဲဒီမှာ1 x ဘိုင်းညာ1မလို့စမှတ်ကဘယ်လောက်လဲ1 period ကိုစဉ်းစားမယ် period by 4ဆိုတော့ period ကအခုဘယ်လောက်ရလဲဆို6ရ6.4ဖြစ်တဲ့တွင်1.5ဒီခုနောက်တစ်ခုကြားထဲမှာ1.5 အဲ့တော့ပုံစဆွဲမယ်ပုံစဆွဲတဲ့အခါကျတော့ mid line y equal to 1ကိုစဆွဲမယ်စစအောင်ခြင်း first point ဖြစ်တဲ့1ကိုစသွင်းမယ်1ကိုစသွင်းလိုက်အောင်1ကိုစသွင်းလိုက်တော့ဒီမှာက2 sin pi by 3 1ကိုသွင်းလိုက်တော့1 minus 1 plus 1 1 minus 1ဆိုတော့ဒီကောင်ကဘာ0လဲ sin 0 sin 0ဆိုတော့0အဖြေကဘယ်လောက်ပဲရမယ်1 1 comma 1 ဒါဆိုရင် x coordinate ကြီးပဲစစင်စားမယ် x coordinate မှာအခြေဆုံး first one ကိုဘာနဲ့ထပ်ပေါင်းအောင်လဲကျေလို့1.5နဲ့ပေါင်းအောင်မယ်2.5ဒီမှာက4 5.5 7 7ဒီမှာ7ဖြစ်သွားမယ်2.5 ဒီမှာဘာဖြစ်မလဲ4 5.5 7 6 coordinate တွေသိပါပြီဒါဆိုရင် y coordinate ကိုဘယ်လိုတွက်လဲစောစောတော့20ပေါ့ပထမဆုံး20မှာဖြစ်တဲ့ amplitude ကစာစဉ်းစားမယ် amplitude ကို2ယူလို့ရတယ် -2 ယူလို့ရတယ် amplitude နဲ့ဘယ်သူနဲ့ပေါင်းမလဲဆိုရင် mid line နဲ့ပေါင်းမယ်2 1ဆိုတာဘယ်လောက်လဲ3 minus 2 1ဆိုတော့ minus 1ဒါဆိုရင်ဒီ3ဒီဘာ point လဲဆိုရင် maximum point minus 1ဒီ minimum point ဒါကြောင့်မလို့ဒီမှာ2.5ကိုရထားပြီးသား sonar x coordinate ရှိပြီးသားနေရာမှာဘာထည့်ဝါမလဲ2.5 3အခုဒီမှာ5.5 minus 1ဒီကောင် ်ပြန်ပြီးတော့သေးစိတ်စားသွင်းရင်လည်းဒီအဖြေပဲပြင်ရမှာဒါ schedule ပေါ့ဆိုတော့ formula နဲ့တွက်ထားတဲ့နည်းပါ5 key point မှာက1 twin လို့ရှိရင်1ရတာကစား twin ပြီးရရမယ်1ကို x coordinate ပဲပါပေါင်းပါလဲ1.5ပေါင်းရင်2.5 2.5ထပ်ပေါင်းမယ်4 2.5ထပ်ပေါင်းမယ်5.5 2.5ထပ်ပေါင်းမယ်7 နောက်ကဒီ 3D ဘလို့ရတယ်လဲ 3D ဆိုတော့ amplitude ဒီ2လည်းဖြစ်နိုင်တယ်လို့ minus 2လည်းဖြစ်နိုင်တယ်2နဲ့ blue နဲ့ထပ်ပေါင်းမလဲ mid line နဲ့ပေါင်းမယ်3 minus 2နဲ့1နဲ့ထပ်ပေါင်းမယ်1 diminutive point ကျန်တာကတော့သူ့ရဲ့ h a z လို့ခေါ်တယ် h a z နဲ့ bracket လည်းဖြစ်တယ် y equal to 1ရဲ့နေရာမှာရှိရတဲ့အတွက် y coordinate တွေက1ဒီဘက်မှာလည်း1ပဲတခုကျော်1ဒီပဲဖြစ်ပါတယ် အဲ့တော့အရှိကဒီ grad ပေါ့နော်ဒါ grad ကိုအကျေပြန့်ထားတာ0 mid line ဆွဲမယ် y equal to 1ဒါဆိုရင် तू อ่ะအရင်တော့ x coordinate မှာထည့်ရဲ့ x coordinate တွေက x အဆင့်မှာထည့်ရဲ့ပုံစံမျိုးပဲအခု1ဆိုတဲ့နေရာမှာထည့်မယ်ဒါကြောင့်မို့1နေနောက်ပိုင်းอ่ะ y coordinate 1ဒီဘက်မှာလည်း y coordinate 1 y coordinate 1 maximum minimum ကရှေ့ရပုံမှာ0သင်ပြီးသားဒီပုံဘက်ထပ်ပြောထားတာဖြစ်တဲ့အကြီးချေထားတာပေါ့ပုံနော် အန်ဒါဆိုရင်ဒီနေ့တင်တဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်